ဂရတာတမ်ဘတ်အပောင်းဝင်တက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံရေးသမားတွေကိုတင်ဆောင်ပြီးခါစားကမ်းမြောင်ဒေသကိုဥတီထွက်ခွာလာတဲ့ထောက်ပံ့ရေးရည်ရင်အုပ်စုကို အော်တိုဘတ်တရက်မှာအေဇရေးရေတက်သင်းမော်ရီကကြားဖြတ်တားဆီးလိုက်ပါတယ်။အထောက်ပံ့ပေးဆို့ခံထားရပြီးအငက်ဘေးဆိုင်နေပြီလို့ UN ကတရိပ်ပေးနေတဲ့ခါစားကိုရှင်းရင်45ဆင့်ခန့်ပါတဲ့ဂရတာသံမတ်တို့အဖွဲ့ကအခုညရီလာပေးတာဖြစ်ပြီးစက်တမမှာစပိန်ကထွက်လာခဲ့ပါတယ်။ကြားဖြတ်မှတ်သားမိအစ္စရေးစီတက်က၎င်းတို့အဖွဲ့ကိုကြိုတင်တရိပ်ပေးခဲ့ပါတယ်။အစ္စရေးနိုင်ငံသားဤဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ၎င်းရဲ့ရင်အဖွဲ့ကတိုက်ပွဲစုံကိုနှိကက်လာပြီးတရားဝင်ရေးကြောင်းပေးဆုမှုကိုချိုးဖောက်နေပြီလို့ကြိုတရိပ်ပေးပြီးလမ်းကြောင်းပြောင်းခိုင်း ်းခဲ့တယ်လို့ဆိုပါတယ်။ရေချောင်းကနေလိုက်ပါဆောက်ရှောက်ပေးခဲ့တဲ့စပိန်နဲ့အီတလီနှစ်နိုင်ငံကလည်းအစ္စရေးရဲ့တားမြင့်ဆောင်ကိုမကျော်ဖို့ဂရီတာသမ္မတတို့အဖွဲ့ကိုတရိပ်ပေးခဲ့ပါတယ်။အခုခရီးစဉ်အတွင်းတူနီရှားမှာဆယ်ရက်ဝန်းနာစဉ်ကဒရုန်းတိုက်ခိုက်မှုနှစ်ကြိမ်ကြုံခဲ့ရတယ်လို့လည်းရေရင်အဖွဲ့ကိုဦးဆောင်လာသူတွေကပြောပါတယ်။စက်တဘာ15ရက်မှာခရီးဆက်ခဲ့ပါတယ်။အော်တဝါတရက်မှာ၎င်းအဖွဲ့ကဂါဇာကမ်းမြောင်နဲ့ရေမိုင်60အတွင်းရောက်နေပြီလို့ကြေညာခဲ့ပါတယ်။